အားလုံးမင်္ဂလာပါဘောလုံးချစ်ညီကိုရင်းနဲ့ကောင်းကြမှာချမ်းသာကြပါစေကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Berlin တက်ကနေကြိုဆိုရပါတော့။ Champion League ပွဲစဉ်နဲ့ပွဲချုပ်သုံးသပ်ပြီးပါမယ်။ဒါပွဲစဉ်၅လည်းဖြစ်တယ်ပေါ့နော်။ဒီ channel Bambigaro ရဲ့ပွဲစဉ်ပေါ့ဗျာမြန်မာစံတော်ချိန်7:00နာရီ15မှာစားမယ်။ဝေဝင်တင်ဖြစ်တဲ့ Bambigaro တလုံး90နဲ့ကိုပေါင်းကြီး360ဆိုမှပြီးထားတယ်ပေါ့နော်။ဒါဆိုဒီနှစ်သင်းလုံးကတော့ဒါလောင်းဝနိုင်မှမတွေ့ထားတဲ့အသင်းတွေလည်းဖြစ်တယ်ပေါ့နော်။ ဒါလက်ရှိ performance ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ Bambi ကနည်းနည်းတာတော်တော်ရှိပြီမှလည်းနှစ်သင်းလုံးဒါ၄ဘွဲစီရှုံးထားကြတယ်ပေါ့နော်ဒီထက်မှတော့ Ajax အတင်းကဒါသူ short ထားတဲ့၄ဘွဲ Inter Milan မှာ Sey Chelsea Galatasaray တကူပဲထည့်ထားတာတွေ့ရတယ်တစ်ဖက်က Bambi ကိုကြည့်မယ်ဆိုရင် Bambi ကလည်း Quaraba ပြီးတော့ Chelsea Newcastle Liverpool ကိုဆင်အကုန်ရှုံးထားတယ်ပေါ့နော် ။လီဗာကူဆင်အဝေးဝင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်နျူကာဆယ်လည်းရှုံးတယ်၊ချဲစီလည်းရှုံးတယ်ပေါ့နော်။အနှစ်သင်းလုံးကတော့ပုံစံတူလေးတွေပဲပေါ့။ညနေထိုင်းမှာတော့အတူတူပဲ။ဝိုင်းဆွဲပေါက်ကြီးကိုကြည့်မှဆိုရင်အေဂျက်အနိုင်၄စတရေကို၃စနဲ့ဒါဗမ်ဘီကအနိုင်ကိုပြား၈၀ပေးထားတယ်ကျွန်တော်ဒီပွဲစဉ်မှာအေဂျက်ကြိုက်တယ်ပြင်ကိုပေါင်းအောက်ကိုကြိုက်ပါတယ်။နောက်ထပ်တစ်ပွဲကတော့ဘိုဒိုဂလစ်နဲ့ဂျူဗင်တက်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီဘိုဒိုဂလစ်နဲ့ဂျူဗင်တက်ကတော့မြန်မာစံတော်ချင်းဒါ နန်နိုင်ခွဲမှာကစားမဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါအဝေးဝင်းဂျူဗင်တက်က level 60ဘူအောင်ကြီး3020ဤဘာလောက်ဖွင့်ထားတယ်ပေါ့နော်ခုလောလောဆယ်တော့ဒါအနာနီးလို့ပြန်ပြောင်းလဲလဲဖြစ်နိုင်တယ်အတေဘယ်မှာကြီးလိုက်ပေါ့နော်ဒါနှစ်သိန်းလောက်အားရစရာတော့မကောင်းဂျူဗင်တက်ဒါအဆင့်26ပဲပိုတိုဂလင်အဆင့်29ဘနောအပေါ်အောင်ဦးတင်နေဖြစ်ပါတယ်ဒါပေမဲ့နာမည်ရတဲ့အထက်မှာတော့ဒါဂျူဗင်တက်ကပိုပြီးနာမည်ကြီးတာပေါ့လေပလေယာဘိုင်းတွေကအကုန်လုံးအဆအဆအရာရပေါ့နော် ။အဘူရူဂလင်းဆော့ထားတဲ့ပွဲတွေကိုကြီးလိုက်မယ်ဆိုရင်ချန်ပီယံလစ်မှာသူဆော့ထားတာ၄ပွဲရှိတယ်ပေါ့နော်။ဒါဆလာဗီယာပရာဂူတီဆော့တဲ့စပါ့ကူတီဆော့တဲ့ကာလာတာဆာရီကိုရှုံးတယ်မိုနာကိုရှုံးတယ်ပေါ့နော်။နပွဲစက်လည်းရှုံထားတယ်။အိမ်ဝင်ပွဲစဉ်နေမှာဆိုရင်မွနာကူနဲ့ပွဲစဉ်ကကိုယ်အောင်ကြထားတယ်လို့စပါးနဲ့ပွဲစဉ်ကတော့ကိုယ်အောင်ကြထားတယ်ပေါ့နော်။တစ်ဖက်ကဂျူဗင်တက်အတင်းရတာ၄ပွဲကိုကြည့်မှဆိုရင်၃ပွဲတည်းတစ်ပွဲရှုံပေါ့နော်။ဒုထက်ကြည့်လိုက်မှဆိုရင်ဘိုဒိုဂလင်းထားတော့နည်းနည်းတာတယ်ပေါ့ဗျာ။ ဒါမှခံစစ်ကြည့်ရလုံးဝဒါအရင်နီးပြနေလဲဆိုင်တယ်လို့ထင်တယ်ပေါ့နော်အခုဂျူဗင်တက်ကလည်းဒါတောက်လျှောက်ဂူအောက်တေကြီးပဲပေါ့နော် CDA ဖက်မှာဆိုလဲဂူအောက်တေကြီးပဲဆော့ထားတာလည်းတွေ့ရတယ်ပေါ့နော်ဒါဒီပွဲစဉ်မှာကျွန်တော်တို့ဒါဒီနှစ်သင်းလုံးကတိတ်ကွာချမ်းမလို့တော့မထင်ရပေမဲ့လည်းဒါနာအထင်ကြီးရတော့ဂျူဗင်တက်အတင်ဖြစ်တယ်ပေါ့နော်ဘယ်မှာဖန်နာဝိုင်းစတူအော့စ်ပေါ့ကြီးမှာဆိုဘိုရိုဂလင်းအနိုင်ကို၃ဆတေယီကို၄ဆနဲ့ဂျိုဗင်တက်အနိုင်ကို၂ဆပေးထားပါတယ် ီပွဲစဉ်မှာတော့ကျွန်တော်ရွေးချက်ထားတာတော့ voting to score yes ပေါ့နော်ကျွန်တော်ညီကိုတွေ body မှာတော့ကျွန်တော် ancient အသင်းဖြစ်တဲ့ bodo glim မှာကြိုက်ပါတယ်အဲ့ဒါတပွဲက dortmund နဲ့ bilari ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ ancient dortmund တလုံး80နဲ့ကိုပေါင်းကြီး3လုံး80ဒီတလုံး80နဲ့ကတော့ပေါင်းပို့တော့ခက်တော့ခက်ခဲတယ်ပေါ့နော်နိုင်ဖို့ခက်ခဲတယ်ပေါ့နော်ဒါပေမဲ့ဒီသူတို့ရဲ့ဒီ table မှာကြီးလိုက်ပေါ့နော် dortmund အဆင့်14မှာရှိတယ်ဒါ bilari ရဲ့ကဒါလုံးဝတတိယတပွဲပဲရှိတယ်အဆင့်32မှာပေါ့နော် အဲ့ဒီအတွက်ကြောင့်လားဒီလိုကြီးပေါ့နော်တလုံး80နိုင်ပေးရတဲ့တူပါတယ်ရောမွန်အတင်းဆော့ထားတဲ့ပွဲတွေကြီးပေါ့နော်နှစ်ပွဲနိုင်တစ်ပွဲတည်းတစ်ပွဲရှုံတာဒါသူဆော့ထားတဲ့၄ပွဲလုံး၉ပွဲကြီးချထားတယ်ပေါ့နော်ဗီလာရီရဲ့အတင်းဆော့ထားတဲ့၄ပွဲကိုကြည့်မှဆိုလို့ရှိရင်ဒါသူကလည်းခုနအေဂျက်ဘန်ဘီကလိုမျိုးပဲပေါ့ဗျာ၃ပွဲရှုံတစ်ပွဲတည်းပေါ့နော်အေးကြတာဒါဂျွန်တက်ကိုတူတူနဲ့အင်ကွင်းမှကြတာပေါ့။နောက်ဝေဝင်းနေမှာတော့ပါပို့စ်ကို1-0နဲ့ရှုံးတယ် ဒါစပါဝမ်းစီနဲ့ရှောင်းတာတောက်လျှောက်9ရက်ကြာတယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ဝမ်းစူအော့စပေါ့ကြီးမှာဆိုရင်ဒါတော့မအနိုင်ကို ပြာ၈၀တရီကို၄စဗီလာရီရဲ့အနိုင်နဲ့၄စပေးထားပါတယ်ကျွန်တော်ဂိုးပေါင်းအောင်နဲ့ဒေါ်မွန်ပေါ်ကြီးကြိုက်ပါတာနောက်ထပ်တစ်ပွဲကချဲစီနဲ့ဘာစီလိုနာပဲပေါ့နော်ဒါလည်းအတူတူပဲပေါ့ဗျာနှစ်နိုင်ခွဲမှာကစားမှာပေါ့နော်အချက်စီအတင်း level 30ကိုပေါင်းကြီး190ရှုံးတော့ပေးထားတယ်ဒီနှစ်တင်းလုံးကတော့ဒါတကယ်ပေါ့နော်ဒါကျွန်တော် ချန်ပီယံလစ်မှာဒါတမိုင်းရှိခဲ့တဲ့အသင်းတွေလည်းဖြစ်တယ်ပေါ့နော်။ Chelsea အဆင့်7နဲ့ဘာစီလိုနာလည်းအဆင့်7ပေါ့နော်။ဒီလိုအပေါ်အောက်ပေါ့ဗျာ။ခုနမှစီရထားတယ်ပေါ့ဗျာ။ Chelsea ကတော့နှစ်ပွဲနဲ့တစ်ပွဲသေးတစ်ပွဲရှုံးဘာစီလည်းအတူတူပဲပေါ့ဗျာ။ဒါဘာစီမှာလည်းဒါကျွန်တော်ထင်တယ်။ Queen Line မှာဆိုလို့ရှိရင်ဒါ Frankio Garcia တို့ရဲ့ Lopez တို့နဲ့ပဲပေါ်ထွက်လာဖို့ရှိရပေါ့နော်။တောင်းမှာ Ferran Torres တို့ရာ Mel တို့ပေါ့နော်။ ဒါမှသူတို့ရဲ့ဒါဒုတိယပိုင်းမှာတကယ်လို့ကျွန်တော်တို့ကပညာလည်းပိုင်ပါလာနိုင်တယ်ပေါ့နော်။ Chelsea မှာတော့ကျွန်တော်ထင်တယ်အဓိကကတော့ဒါဝင်းလင်မှာ Fernandez နဲ့ Kaiserdo ကထဲထုတ်ထည့်ရမယ်ဒီပွဲမှာထည့်ရင်တိုင်ပတ်သွားမယ်။ဒီပွဲထဲမှာဖန်ထားတာကတော့ Chelsea အနိုင်ကို2ဆတရီကို3ဆပြီးရင် Barcelona အနိုင်ကိုလည်း2ဆပဲပေးထားပါတယ်။ဒီပွဲစဉ်မှာကျွန်တော် Boating to score yes ကြိုက်တယ်။ပြီးရင် Barcelona body ကြိုက်ပါတယ်။ဘူပေါင်းရိုက်ချင်တယ်ဆိုရင်တော့ကျွန်တော်ညီကိုတွေဘူပေါင်းအပေါ်ကိုထိုးကြည့်ပါနော်။ ိုပေါင်းအပေါ်ချဖို့များလည်းရခဲ့နော်နောက်ထပ်တပွဲကျွန်တော်ရွေးချယ်ထားတာတော့ Man City နဲ့ Liverpool စင်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီနှစ်သင်းလုံးကဒီက attacking ဦးစားပေးမဲ့အတင်းတွေဖြစ်တယ်ပေါ့နော် Man City ကနှလုံးသက်ရေကိုပေါင်းကြီး340ရှုံးဆိုတာပေးထားတယ်ပေါ့နော် Man City အတင်းဆိုလို့ရှိရင်ဒါ table မှာကြည့်မှဆိုရင်အဆင့်၄မှာရှိတယ်ဗောနရှုံးမှာမရှိသေးဘူး Liverpool ကတော့တပွဲနဲ့နှစ်ပွဲတည်းတပွဲရှုံရကို6ကိုနဲ့ပေးကို10ကိုရှိရဗောနအဆင့်27မှာ Man City အတင်းရတဲ့ Champions League ပွဲစဉ်တွေကိုကြည့်ကြည့်ဗောန ဒါအိမ်ခွဲမှာဆိုရင်နာပိုလီ2စီရှိမယ်ဒေါ်မွန်4ဝိုင်းရှိမယ်အိမ်ခွဲနေရာတာအကောင်းတယ်ပေါ့နော်ဒါတိုက်စစ်ကတော်တော်လေးကောင်းပါတယ်တစ်ဖက်ကလီဗာကူဆင်အသင်းချန်ပီယံလေးပွဲစဉ်တွေကြည့်မယ်ဆိုလို့ရှိရင်တော့အဝေးခွဲမှာကိုဘင်ဟီဂွန်တေးဆော့တဲ့ဘန်ပီတောင်နိုင်ထားတယ်ပေါ့နော်ဒါမန်စီးတီးတဲ့အများကြီးနိုင်တဲ့အသင်းတွေနဲ့ပဲသူဆော့ထားတာပေါ့နော်တစ်ဖက်ကောင်းတဲ့အသင်းဖြစ်တဲ့ PSG လို့အသင်းအောင်တော့မှအိမ်ခွဲမှာ7-2ဆိုတဲ့ရလာနဲ့ရှုံးထားတာပေါ့နော်အဲမန်စီးတီးကိုဆော့ဖို့တော့ခက်ခဲမယ် လီဗာကူဆင်းရလဲကြီးလိုက်မှဆိုရင်ဒါဘွန်ဒက်စ်လီဂါဘက်မှာဆိုရင်လည်းရလာကောင်းရင်တော်တော်လေးရတယ်ပေါ့နော်ဒီနည်းပြပြောင်းဝေးကြတိုက်ဖက်ကကြောက်သေးရည်ဝရန်လိုလိုဂိုးတွေရထားတာမျိုးအောင်တွေ့ရတယ်ပေါ့နော်မန်စီတီဘက်မှာတော့အဓိကတော့ဟာလန်ပဲပေါ့ဗျာဟာလန်ပါလာမယ်တောင်မှာမှဒိုကူဖြစ်နိုင်တယ်ပေါ့နော်ကွင်းလက်မှာတော့ဒါဖိုတန်လို့လည်းပါလာနိုင်တယ်လို့ထင်တယ်ပေါ့နော်ဒီဘက်မှာတော့ပက်ထရစ်ရှေးလို့ရှိမယ်ပူကူပေါ့နော်ပူကူဒါတောင်မှာဘက်မှာပူကူတို့ဂါစီယာတို့ရှိမယ်ပေါ့ဗျာ ဒါဂယ်မန်ဒိုပေါ့နော်ဒီဒီကစားသမားလည်းအဓိကပါပဲဒီကျွန်တော်လီဗာကူးစင်အတဲမှာမိုင်းဆက်ပေါက်ကြီးတွေမှာတော့မန်စတီအနိုင်ကို22နှစ်ပြတည်ရီကို9ဆလီဗာကူးစင်အနိုင်ကို7ဆတော့ပေးထားတယ်ကျွန်တော်ဝမ်းစပယ်ရမယ့်ညီကိုလေဝင်းဝမ်းရိုက်ကြည့်ပေါ့နော်ဝင်းဝမ်းရိုက်ကြည့်ဒါမှမဟုတ် over 2.5 goal ပေါ့နော်တောင်းလုံးရိုက်ကြည့်ပေါ့ဗျာဒီပွဲထဲမှာတော့ကျွန်တော်ကတမူပေါ့နော်ဒီနှလုံးတည်ရီကြီးကကျွန်တော်မကြိုက်ဘူးအဲ့လောက်ဒီကိုပြတ်နိုင်ပါမလားမသိဘူး လီဗာကူဆင်ရလက်တာအဝေးဝင်းဆိုရင်သူလည်းတတိထားပြီးပဲဆောလာမှာပဲလေနော်အဲ့လောက်ဒီပေါ်ပြပြလောက်လာမှာတော့မထင်ဘူးပေါ့နော်ဒါအဝေးဝင်းနှပွဲစလုံးကလည်းဒါမရှုံထားတဲ့လီဗာကူဆင်ဖြစ်တယ်ပေါ့နော်ဒါကျွန်တော်လီဗာကူဆင်ဘော်ဒီပဲကြိုက်ပါတယ်ဒီပွဲစဉ်မှာမန်စီးတီးကတော့ဆရာကြီးပေါ့ဗျာဒါမှမဟုတ်လည်းလီဗာကူဆင်မှာကြိုက်ပါတယ်နောက်တစ်ပွဲကတော့မာဆေးနဲ့နျူကာဆယ်ပေါ့နော်ဒါ new card က level 29ပေါင်းကြီး390ပေါ့နော်ကျွန်တော်ဒီ table မှာကြီးလိုက်မှာဆိုရင နျူကာဆယ်အဆင့်6မှာရှိတဲ့ဘွဲပဲရှုံးထားတယ်။မာဆေးအသင်းအဆင့်25မှာပေါ့နော်။တပွဲနိုင်3ဘွဲရှုံးထားတဲ့အသင်းလည်းဖြစ်တယ်ပေါ့ဗျာ။မာဆေးအသင်းဆော့ထားတဲ့ဒါချန်ပီယံလိဘွဲစဉ်တွေကြည့်မယ်ဆိုလို့ရှိရင်ဒါမာဆေးကမဆိုးရပါဘူးနော်။တိုက်ဖစ်ကလာရီယယ်မက်ဒီကို2-1နဲ့ရှုံးတယ်။အင်ကွဲမှာဆိုလို့ရှိရင်အေဂျက်ကိုဖူးစည်းနဲ့နိုင်တယ်ပေါ့နော်။ဆပ်ပอร์ตင်းကို2-1နဲ့ရှုံးတယ်။တိုက်ဆက်ကဂိုးဂိုးရရနိုင်ပါတယ်။သူတို့ကလည်းတိုက်ဖစ်ကောင်းတဲ့ကစားသမားတွေရှိရပါတော့။ ဒါပေမဲ့ new card ဆယ်မှာဒါ new card ဆယ်ချန်ပီယံလေးနောက်ဆုံး၃ပွဲသက်ပေါ့နော် clean sheet တွေရထားတယ်ပေါ့နော်ဒါတစ်ချက်သတိထားမှာ new card ဆယ်ကလည်းတော်တော်လေးကောင်းတယ်ပေါ့နော်ပြီးအဝေးဝင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒါ USD ကိုဖူးစည်းနဲ့နိုင်တယ်ပေါ့နော်ဒါသူကအဝေးဝင်းဒါဒုတိယဒုတိယအချိန်ပေါ့နော်ပထမကသူဒီချိန်မှကန်ထားတယ်၃ပွဲလုံးအိမ်ဝင်းနဲ့ကန်ထားတာကိုဝိုင်းစွဲပေါက်ကြီးတွေမှာဆိုလို့ရှိရင်တော့မာဆေးရဲ့နိုင်ကို၃စ၊တေးကို၄စ၊ညူကဆယ်အနိုင်ကို အစကွယ်နီမန်တော့ပေးထားတယ်ဗျာဘလူးဘဲနေနေဗျာဂိုးပေါင်းအောင်နဲ့နယူကာဆယ်ဘော်ဒီကြိုက်ပါတယ်နယူကာဆယ်အတွက်တော့ခက်ခဲမလို့ထင်တယ်ဗျာဒီ10 20တော့ကျွန်တော်ယင်းတင်ပါတယ်နယူကာဆယ်ပေါ့နော်အတင်ကြီးလည်းဖြစ်တယ်မာဆေးရလည်းဂိုရဂူရရလွန်နိုင်တယ်ထင်တယ်ပေါ့နော်ဘိုတင်နုစကောယက်စ်နဲ့ဒါကျွန်တော်ဂိုးပေါင်းအောင်နဲ့ဒါနယူကာဆယ်ဘော်ဒီကြိုက်ပါတယ်နောက်တစ်ပွဲကတော့ဆလာဘီယာပရက်နဲ့အက်တလီတီကိုဘီလ်ဘာအိုရိုရဲ့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်တာပေါ့နော် ဒါဘီလဘာအိုက level 39ပေါင်းကြီးနှလုံး30ဆိုတာပေးထားတယ်နှစ်တင်းလုံးကတော့ဒါ chalkula နဲ့တယ်ပေါ့နော်ဘီလဘာအိုက29 slavia praga အဆင့်30မှာရှိတယ်အာ slavia praga ဒါ champion league ပွဲစဉ်တွေကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ तू ကကန်ဆိုတာ arsenal inter milan ဒီလိုအသင်းတွေနဲ့တွေ့ရတာပေါ့နော်ဒါအိမ်ခွင်းမှာဆိုရင် portugal ကိုတည်ရေး short ထားတယ်ပေါ့နော်ပြီးရင် away ခွင်းမှာ atalanta ကိုတည်ရေး short ထားတယ်သူတွေ့ထားတဲ့အသင်းကြီးနဲ့နှစ်တင်းလုံးသူ goal ရမရထားဘူး အထလီတီကိုဘီလ်ဘာအိုရဲ့လေးပွဲကိုကြည့်မှဆိုရင်ကပွဲနိုင်၃ပွဲရှုံးပြီးတိုက်စစ်ကလည်းဒါမဆိုးပါဘူးနော်တော်မွန်ကိုရှုံးတယ်ဖိုးဝမ်နဲ့အတို့နိုင်ထားတာကတော့ကွာတာဘတ်တတိနဲ့ပဲရှိရပါတော့နှစ်တင်းလုံးညီကိုရေဖြစ်နေရတယ်တွေ့ရတယ်ဆိုးနေတယ်ဗောပြောချင်တာကတော့တင်းလုံးရလာတဲ့ဆိုးနေတယ်အဒီပွဲထဲမှာတော့ကျွန်တော်ဒါဂိုးပေါင်းကြီးနှလုံး40ပေးထားတယ်ဗောနော်ဒါဂိုးပေါင်းအောက်ကတော့တော်တော်လေးအားတန့်တယ်ဗောနော်ဂိုးပေါင်းအောက်လည်းဖြစ်သွားနိုင်တယ်ဗောနော်နှစ်သိန်းစလုံးအတွက်ကလည်းဒါဘလူတွေ အားထည့်ပြီးစောင့်မလားမစောင့်လားဒါကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ် line up ကိုစောင့်ကြည့်ရမယ်ပေါ့နော်ကျွန်တော် Slavia Prague body ခြိုက်တယ်ပြီး Modenus Corias ခြိုက်ပါတယ် Championship ပွဲစဉ်ပေါ့နော် Wool City နဲ့ Aswich တို့ပွဲစဉ်ဖြစ်ပါတယ်အဝေးဝင်းအသင်းဖြစ်တဲ့ဒါ Aswich ကတလုံး80နဲ့ဂိုးပေါင်းကြီးနှလုံး40ရှုံးဆုံးမှာပေးထားတယ်ပေါ့နော် Aswich ကကြီးရတော်တော်ပြင်းလာတယ်ပေါ့နော်တဖြည်းဖြည်းဖြည်းနဲ့ပြန်ပြောင်းပြောင်းလာတယ်အရှိပါဖော်မန့်အရဆိုလဲအဝေးဝင်းဖောင်အဝေးဝင်းဒါဆော့ထားတာ SW က6ပွဲရှိတယ်ဗျာ နပွဲနိုင်နပွဲတည်ရနပွဲရှုံတိုက်စစ်က၁၁ခုရပြီ9ခုပေးထားတယ်ဗောနော်ဟိုစီတီကိုကြည့်ကြည့်ဗောနော်ဟိုစီတီရဲ့အင်ခွင်းဆိုရင်ဟိုစီတီက၅ပွဲနဲ့နပွဲတည်တပွဲတည်းပဲရှုံထားတယ်ဟိုစီတီကအင်ခွင်းမစိုးဘူးနော်နောက်တိစိုးနေတယ်အထက်မှာအတင်းထဲမှာမပေါဘူးဗောနော်အင်ခွင်းအားကောင်းတယ်ပြောချင်တာတော့အဓိကလာပါပဲဒါပေမဲ့ခံစစ်ကယိုနေတဲ့အတွက်ဒါတစ်ဖက်က SH ကလည်းတိုက်စစ်ကောင်းတယ်တိုက်စစ်တော်တော်ကောင်းတယ်အဲ့ဒါကျွန်တော်သတိထားဒီပွဲစဉ်မှာကျွန်တော် Botinus Coyes နဲ့ Hull City Body ကြိုက်ပါတယ် ောက်ထပ်တစ်ပွဲကတော့ Matter Brown နဲ့ Covin Trio ရဲ့ပွဲစဉ်ဖြစ်တယ် Matter Brown ကတော့ဒါနီးပြလဲဒါပြောင်းသွားပြီပေါ့နော် group ကိုရောက်သွားပြီပေါ့ဗျာဒီပွဲစဉ်မှာတော့ဒါ Covin Trio အသင်းက level 29ပေါင်းနဲ့နှလုံး40ပေါ့နော် Matter Brown ကတော့အင်္ဂွန်ကောင်းတဲ့အသင်းပါဖြစ်တယ်ပေါ့နော်အင်္ဂွန်မှာရှုံးပွဲမရှိသေးဘူး၅ပွဲနဲ့၅ပွဲသေးရရှုံးပွဲမရှိဘူးအင်္ဂွန်မှာ၄ခုတည်းပေးထားတယ်ပေါ့နော် Coventry တင်းရအဝေးကမှာဆိုလို့ရှိရင်တော့တပွဲရှုံးထားတယ်၅ဘွဲ့နဲ့၅ဘွဲ့တည်းတပွဲရှုံး ကိုဗင်ထရီကတော့တိုက်စစ်ကောင်းတယ်ဗောနမန်မတဘရော့ကခံစစ်ကောင်းတယ်ဗောဒီလိုတွေ့တဲ့ပွဲလေးဖြစ်တယ်ဗောနဒါမတဘရော့ရတာဆော့ထားတဲ့ပွဲတွေကိုကြည့်ရမှာဆိုရင်အင်ကွင်းပွဲစဉ်တွေမှာဒါနိုင်ထားတာတွေကတော့ဒါနောက်ဆုံးသူတို့နိုင်ခဲ့တာဘာမင်ဂမ်ကိုဖြစ်တယ်ဗောနဘာမင်ဂမ် SH လို့အသင်းကတော့နိုင်ခဲ့တယ်ဗောနနောက်ဆုံး၃ပွဲဆက်အင်ကွင်းမှာကိုရီတွင်းခံထားရတယ်တွေ့ရတယ်ကိုဗင်ထရီအသင်းအဝေးဝန်းနောက်ဆုံးသူတို့နိုင်ခဲ့တာ Stoke City ကိုဖြစ်တယ်ဗောနဒါခံစစ်ကတော့ဒါထုံးစံအတိုင်းပဲဗောနော် ဝင်နေတယ်။ဒါတိုက်စစ်ကတော့ပြောစရာမလိုဘူး။ဒီပွဲစစ်မှာကျွန်တော် voting to score yes သဘောကျတယ်ပေါ့နော်။ Maxwell ပေါက်ကြီးတွေမှာတော့ဒါ Matterbrot အနိုင်ကို2.7တေကို3.4ပေါ့နော်။ Coventry အနိုင်ကိုလည်း2.5လောက်ပေးထားဗျာ။ကျွန်တော်ကတော့နည်းနည်းလေးပေါ့နော်20လောက်ရင်းပြီးမှ Coventry body နဲ့ကိုပေါင်းအောက်ကိုရွေးကြည့်ချင်တယ်ပေါ့နော်။ Maxwell ရိုက်မဲ့ညီကိုတွေကတော့ဒါ voting to score yes ကိုရိုက်ကြည့်ပေါ့နော်။နှလုံးတော့ဖြစ်သွားမှထွက်နေပေါ့နော်။1-1ပေါ့ဗျာကျွန်တော် နောက်ထပ်တစ်ပွဲကတော့ stone နဲ့ charlatan တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒါ ancient သင်္ဘောတဲ့ stone ကတလုံး90နဲ့ဂိုးပေါင်းကြီးနှလုံး80အပြတ်ကျိမ့်မယ်ပေါ့ဗျာ။တလုံးတွင်းနဲ့အနိုင်ပေးထားတယ်ဆိုတော့တော့ခက်ခဲမယ်နော်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်သင်္ချာထဲမှာအဆင့်3နဲ့အဆင့်73နဲ့တွေ့တဲ့ပွဲပေါ့ဗျာ။ stone ကဒါတိုက်စစ်ကတော်တော်လေးကောင်းတယ်ဒီနေ့ဒီရာလေးပေါ့နော်။မနစ်ကဆိုင်ပိုကောင်းတယ်။ stone city ရဲ့အိမ်ဝင်ပွဲစဉ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အိမ်ဝင်မှာတော့သူတို့လည်းဆော့ထားတာကတော့ ခုနပွဲဆော့ထားတာဗောနော၄ဝန်းနဲ့တပွဲတည်နပွဲရှုံပြီးခန်းစစ်က၅ခုပဲပြီးထားတာစတုပ်ဖြစ်ပါတယ်ချယ်တန်အသင်းအဝေးဝင်းပွဲစဉ်တွေကိုကြည့်လိုက်မှဆိုလို့ရှင်တော့ချယ်တန်အသင်းကတော့အဝေးဝင်းမှာဆိုလို့ရှင်အဆင့်၃မှာရှိတယ်နပွဲနဲ့၃ပွဲတည်၃ပွဲရှုံဗောနသူလည်းခန်းစစ်ကိုအသားပေးထားတာတွေ့ရတယ်ဗောနဒီပွဲစဉ်မှာမြန်မာခန်းစစ်ဘယ်လိုလဲကိုမအောင်ကြပဲအနေထားမျိုးလည်းတွေ့ရတယ်ဗောနတောက်စီတီကတော့ဒါကိုဗင်ထရီ1စီးနဲ့ရှုံခဲ့တယ်ဗောနနောက်ဆုံးအင်ဝင်းပွဲစဉ်မှာ Charlton အသင်းကတော့အိမ်ခွဲမှာ Southampton ရှုံးထားတယ်ပြီးတော့ Charlton အသင်းကနောက်ဆုံးနှစ်ပွဲဆက်သူတို့လည်းရှုံးထားတယ်ဗောနော်ဒါ Championship ပွဲဆက်နေပြောတာပါ Charlton အဝေးဘက်မှာတကယ့်ကိုခံစစ်ဝီဇာပေးတယ်ဗောနော်ကျွန်တော်ညီကိုတယ် Mindset ပေါက်ကြီးမှာတော့ Stoke အနိုင်ကိုပြ80တေးကို3.6ဒါ Charlton အနိုင်ကို၄စာပေးထားပါတယ်ကျွန်တော် stock city body ကြိုက်တယ်ဗျာပြင်ကိုပေါင်းအောက်ကိုကြိုက်ပါတယ်နောက်ထပ်တပွဲကတော့ဒါ wet foot နဲ့ ဒါ Preston တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် Watford က level 69ပေါင်းကြီးနှလုံး90ပြီးထားတယ်ပေါ့နော်အင်ရှင် Watford ကတော့ဒါအဆင့်7 Preston အဆင့်5မှာရှိတယ်ဒါပေမဲ့ဒီနေ့တင်းရရမှာက3မှာထဲပဲกว่าတယ်ပေါ့နော် Watford အတင်းကတော့အင်ဝင်ကောင်းတဲ့အတင်းဖြစ်တယ်အင်ဝင်မှာတပွဲပဲရှုံးထားတယ်ပေါ့နော် Tyce က14ကိုရတယ်ပေးကို8ကိုရှိတယ် Preston တင်းကလည်းဒါဝေးခွင့်မှာဆိုလို့ရှိရင်9ပွဲဆော့ထားတယ်9ပွဲနဲ့3ပွဲတည်9ပွဲပဲရှုံးထားတယ်ပေါ့နော်ခံစစ်အကျန်းခံစစ်ကိုအရန်ဦးစားပေးလွန်းတယ်ပေါ့နော်ဒီ Preston တင်းက ဝက်ဖို့ရဲ့အင်ဝင်ပွဲစဉ်တွေနိုင်ထားတာတွေကြီးမှဆိုလို့ရှင်တော့သူတို့တွေ wool ကိုနိုင်တယ် passport ကိုနိုင်တယ်ပြင် west brown ကိုနိုင်တယ်ဒီပွဲစဉ်တွေမှာသူတို့ goal တွေပေးထားတယ်ပေါ့နော် matter brown ကိုလည်းနိုင်တယ်ပေါ့ preston တင်းရတာအဝေးဝင်းဖောင်ကြီးမှဆိုရင်နောက်ဆုံးသူတို့နှစ်ပွဲဆက်ပေါ့နော်ဆောက်တဲ့နိုင်အောင်နိုင်တယ်ဒါမီဘောကိုတရေ short ထားတယ်ပေါ့ဗျာဒီပွဲစဉ်မှာတော့ဖွင့်ထားတဲ့1 to 4ကြီးမှဆိုရင် watford အနိုင်ကိုပြ90တေးကို3.4 Preston နိုင်ကိုလည်း3.9ပေးထားတယ်ပေါ့နော်ကျွန်တော် Boating to score yes ကြိုက်တယ်ပြီးလို့ရှင်ဘူပေါင်းအောင်နဲ့ Watford body ကြိုက်ပါတယ် Watford အဓိက body မှာ Watford ကြိုက်တယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်တို့ဒလောက်ပါပဲညီကိုတွေတိုတိုနဲ့လူရင်းမဲ့ပြောလိုက်ပါတယ်အားလုံးအဆင်ပြေအောင်လို့အခြေကြီးပြောနေတဲ့ဒါရှုပ်မှာဆိုလို့အားလုံးပေါင်းပြကြပါစေအခုလောလောဆယ်စော့နေတဲ့ပွဲတွေထဲမှာတော့ဂျာတိုရီနိုနဲ့ကိုမိုတို့ကတော့ဝမ်းဝမ်းကြနေတယ်ပေါ့နော် ပြီးလို့ရှိရင်ကျွန်တော်ဘာရှိရှာအနေကမိနေတော့2190နေတယ်ပေါ့နော်ဒီဘက်က Antara Support ကတော့ CC ကျနေတာတွေ့ရတယ်ပြီးလို့ရှိရင် Render နဲ့ UB တို့ပွဲစဉ်ကလည်းမိနစ်30ရှိနေပြီဘူးမသွင်းသေးဘူးပေါ့နော်ကျွန်တော်ညီကိုတွေမနေ့ပြန်ချန်ပြန်လင့်မှာဆိုလဲကျွန်တော်ညီကိုတွေတစ်ချက်လေး line နဲ့ကိုတတိထားပေါ့နော်ဒါနှစ်သိန်းလုံးဒါအရေးကြီးကြတယ်ဆိုတော့တချို့ပွဲစဉ်နေပေါ့နော်ဒါအဓိကမနေ့ပြန်ကြီးကောင်းမဲ့ပွဲစဉ်က Chelsea ပါ Barcelona တို့ Man City Liverpool ကိုဆင်တော့ဒီပွဲတွေကကောင်းမဲ့ပေါ့နော် ဒီထဲမှာကျွန်တော်ခြံခဲ့တာတော့ Galata Sarri နဲ့ USG ပေါ့နော် Napoli နဲ့ Quarta Bat ဘွဲကိုခြံခဲ့တယ်ကျွန်တော်ဒီဘွဲစဉ်နေရကျွန်တော်မချိုက်လို့အားလုံးအပေါင်းပြကြပါစေ